မင်္ဂလာပါရှင်။လေဗင်ယုတ်တရရင်တကင်းသတင်းများကိုတင်ဆက်ပါမယ်ဒီကနေ့မှာတော့မြန်မာကိုရီးယားထနိုင်ငယ်ချစ်ချည်ရေးဒလတရာကွန်ကရစ်၃လောင်းတရာဆက်ခြင်းအခမ်းအနားကိုယာယီသမရပူဇော်မှုကြီးမင်းအောင်လိုင်တက်ရောက်တယ်ဆိုတဲ့သတင်းရပါဝင်နောက်ဆုံးညနေကင်းသတင်းများကိုတင်ဆက်မှာပါ။ဒီသတင်းအပြင်ကြောင်မဲမြို့မှာ အော်တိုဘာလ၁၀ရက်နေ့ကကျောင်းသားကျောင်းသူ956ဦးထပ်မံကျောင်းအပ်နှံခဲ့ပြီးစုစုပေါင်း1989ဦးတက်ရောက်ပညာသင်ကြားလျက်ရှိတဲ့သတင်း နေဆက်ဒေသမှာမြေမြုံမိုင်းများရှင်းလင်းနေမှုကိုဆိုင်းငယ်ရန်ကမ်ဘောဒီးယားကထိုင်းကို တောင်းဆိုရတဲ့တင်မန်ယူနိုက်တက်မှာပျော်ရွှင်နေရလို့ဘရူနိုဖာနန်ဒက်ဖွင့်ဟားရတဲ့တင်အစားရှိတဲ့တင်များကိုတင်ဆက်မှာပါဦးဇော်တဲ့တင်တပုတ်နေနေမြန်မာကိုရီးယားနှစ်နိုင်ငံချစ်ချစ်ရေးဒလားဒါ ကွန်ကရစ်၃လောင်းထရာဆက်ချင် ခန်းနာကိုယာယီသမရဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်တက်ရောက်တဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်။မြန်မာကိုရီးယားနိုင်ငံချစ်ချစ်ရေးဒလတရာကွန်ကရစ်၃လောင်းထရာဆက်ချင်ခန်းနာကိုယာယီသမရနိုင်ငံတော်လုံခြုံရေးနေအေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်တက်ရောက်ခဲ့ကြောင်းသိရပါတယ်။ရန်ကုန်ဒေသကြီးတွင်မှာရှိတဲ့မြန်မာကိုရီးယားနှစ်နိုင်ငံချစ်ရေးဒလတရာကွန်ကရစ်၃လောင်းဒရာဆက်ချင်းမဟာမင်္ဂလာခန်းနာကိုအော်တိုဘလ၁၀ရက်နေ့ပိုင်းမှာကျင်းပပြုလုပ်ရာ ရှားရီတမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမြောင်းလိုင်တက်ရောက်ခဲ့ပြီးကွန်ထရိုလာအုံပြုပြီးကွန်ကရစ်လောင်းထရာဆက်ချင်အားဆောင်ရွက်ပေးခဲ့ကြောင်းသိရပါသည်။ အဆိုပါခန္ဓာကိုယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာယာယီကော်မရှင်ဥက္ကဋ္ဌနဲ့အတူကော်မရှင်တွေ့ရမှုတွဲဖက်မှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရေဝင်ဦးပြည်အောင်စုဝန်ကြီးများဖြစ်ကြတဲ့ဦးမြထွန်းဦးဒေါက်တာခြာလီတန်းနဲ့ဦးမျိုးတန်းရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကကွေရေးဦးစီးချုပ်ယုံမှအစင်းမြင့်တက်မတော်အရာရှိကြီးများရန်ကုန်တိုင်းစစ်ထနာချုပ်တိုင်းမှုနဲ့တောင်ရှိသူများတယောက်ကြောင်သိရပါသည် ဥက္ကဋ္ဌ၃လောင်းသရားဆက်ခြင်းမဟာမင်္ဂလာခမ်းနာပြုလုပ်မဲ့နေရာကိုယာယီသမရနိုင်ငံတော်လုံခြုံရေးနေအေဂျင်တရဲ့ရေးကော်မရှင်ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များရောက်ရှိကြရာပြည်တော်စုဝန်ကြီးများနဲ့တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြပြီးဆက်လက်ရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးမျိုးတန်းကမြန်မာကိုရီးယားနိုင်ငံချစ်ချစ်ရေးဒလာတရာစီမံကိန်းနဲ့ဆက်လျင်းတဲ့အကြောင်းအရာများကိုရှင်းလင်းတင်ပြခဲ့ကြောင်းသိရပါတယ်။အဲဒီနောက်ခမ်းနာကိုစတင်ကျင်းပပြုလုပ်ရာအခမ်းအနားမှုကမြန်မာကိုရီးယားနှစ်နိုင်ငံချစ်ချစ်ရေးဒလာတရာနဲ့ဆက်လျင်းပြီးရှင်းလင်းပြောကြားခဲ့ကြောင်းသိရ ရပါတယ်။အဲဒီနောက်ယာယီသမရနိုင်ငံတော်လုံခြုံရေးနဲ့အကြံတရေးကော်မရှင်ဥက္ကဋ္ဌကမြန်မာကိုရီးယားနှစ်နိုင်ငံချစ်ချင်ရေးတလားတရာဟာဆောက်လုပ်ရေးစီမံကိန်းမှာပါဝင်ခဲ့တဲ့အင်ဂျင်နီယာဖွဲ့များအားတည်တည်ချင်းလက်ဆောင်များပေးခဲ့ကြောင်းသိရပါတယ်။အဲဒီနောက်မင်္ဂလာချိန်မှာယာယီသမရနိုင်ငံတော်လုံခြုံရေးနဲ့အကြံတရေးကော်မရှင်ဥက္ကဋ္ဌကမြန်မာကိုရီးယားနှစ်နိုင်ငံချစ်ချင်ရေးတလားတရာဆက်ချင်းမင်္ဂလာခမ်းနာကိုဆက်ကလုံးနှိပ်ဖွင့်လှစ်ပေးပြီးကွန်ထရိုလာအသုံးပြုပြီး ကွန်ကရစ်တုံးလုံးတရားဆက်ခြင်းကိုဆောင်ရွက်ပြီးခဲ့ကြောင်းသိရပါတယ်။အဲဒီနောက်ယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်နာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဖွဲ့ဝင်များဟာကွန်ကရစ်တုံးလုံးတရားဆက်ထားတဲ့နေရာအားအမွှေးနှမ်းသာရေးများပတ်ပြန်ပေးကြကြောင်းသိရပါတယ်။ ဆက်လက်ပြီးယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တရရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဟောင်းမြန်မာကိုရီးယားနှစ်နိုင်ငံချစ်ချင်ရေးတလားတလားတိစောက်ပြီးစီးမှုအခြေအနေများကိုလှည့်လည်ကြည့်ရှုဆက်ဆဲခဲ့ပြီးတာဝန်ရှိသူများရဲ့တင်ပြချက်များအပေါ်ယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တရရေးကော်မရှင်ဥက္ကဋ္ဌကလိုအပ်သည့်များမှာကြားခဲ့ကြောင်းသိရပါသည် အဆိုပါမြန်မာကိုရီးယားချစ်ချင်ရေးတလားတလားတိဆောက်ရေးစီမံကိန်းကို2012ခုနှစ်နိုင်ငံတော်သရဦးသိန်းစိန်ရဲ့ကိုရီးယားနိုင်ငံချစ်ချင်ရေးခီးစဉ်အတွင်မြန်မာနိုင်ငံတွင်မြန်မာကိုရီးယားနှစ်နိုင်ငံချစ်ချင်ရေးစီမံကိန်းတစ်ခုအကောင့်ထဲပေါ်ဆောင်ရွက်ဆွေးနွေးခဲ့ပြီး2013ခုနှစ်မှာစီမံကိန်းအားစတင်အကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ရာ2015ခုနှစ်မှာတိဆောက်ရေးလုပ်ငန်းများစတင်နိုင်ရန်အတွက်အကျိုးအင်ဂျင်နီယာလုပ်ငန်းများပုံစံထုတ်ခြင်းလုပ်ငန်းများကိုစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တရားတိဆောက်စဉ်ကာလအတွင်းကိုဗစ် -19 ကပ်ရောဂါဖြစ်ပွားခြင်းနဲ့နှောင့်နှေးတွေ့ကြုံခဲ့ရတဲ့လုပ်ငန်းခက်ခဲများကိုလက်ရှိအစိုးရအနေနဲ့နိုင်ငံတော်တာဝန်ယူထားတဲ့ချိန်မှာတရားတိဆောက်ရေးလုပ်ငန်းပြီးစီးရန်နိုင်ငံတော်ဗန်နာငွေဖြည့်တင်းဆောင်ရွက်နိုင်ခဲ့တာကြောင့်လုပ်ငန်းပြီးစီးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။မြန်မာကိုရီးယားချစ်ချင်ရေးဒလတရားမှာတမရီဂျိုးဆိုင်တရား Cable Stay Bridge မျိုးစားဖြစ်ပြီးလေးလံသောတရားဖြစ်ကြောင်းပေမာတရားရှိမှ2264ပြီးရန်ကုန်ဘက်ချင်းကန်တရားရှိမှ1192ပြီးဒလားဘက်ကန်ချင်းကန်တရားရှိမှ1982ပြီးရန်ကုန်ဘက်ကန်နဲ့ဒလားဘက်ကန်ချင်းကက်လန်ရှိမှ3453ပြီးဖြစ်ပြီးတရားဒဇင်လုံးရဲ့စုစုပေါင်းအရှိမှ 6129ပြည်ဖြစ်ကြောင်းမြန်မာကိုရီးယားချစ်ချင်ရေးဒလတရာဟာမြန်မာနိုင်ငံမှာရှိတဲ့တိစောက်ပစ္စည်းခဲ့တဲ့တမဏီကျိုးစိန်တရာများအနက်ရေလန်းကင်းလို့အမြင့်ဆုံးတရာဖြစ်ပြီးတရာအောက်မှတန်ချိန်15000ရှိတဲ့နိုင်ငံတကာပင်လယ်ကူးသင်္ဘောကြီးများနဲ့ပြည်တွင်းရေချောင်းသွားသင်္ဘောကြီးများဖြတ်တန်းအသုံးပြုနိုင်ရန်တရာကင်းလို့အမြင့်ပီ160အကျယ်990ရှိကြောင်းတရာဤခံနိုင်ဝန်မှာရင်တစည်းချင်း85တန်ဖြစ်ပြီးမြန်မာအင်ဂျင်နီယာများအနေနဲ့တမဏီကျိုးစိန်တရာဆိုင်ရာပုံစံထုတ်ခြင်းတိစောက် ောက်ခြင်းခင်မီနီးပညာများနီးစနစ်များနဲ့အတွေ့အကြုံများကိုရရှိခဲ့ကြောင်းသိရပါတယ်အခုတရားကြီးအချောသက်တိဆောက်ပီစီဖွင့်လှစ်ခဲ့ပါကရခိုင်နိုင်ဒေသကြီးရန်ကုန်မြို့မှဒလတွန်တီကွန်မူကွန်းချံကုန်းမြို့နယ်များသို့၎င်းဒေဒီရဲမှတစဉ်ဒေဒီရဲဖျာပုံဘိုးကလေးမျိုးနဲ့ကန်းချီဒေတာများပါဝင် AR ဒန်ဒေတာကြီးတွင်းရှိမျိုးများတို့၎င်းလွယ်ကူလှင့်မြန်စွာသွားလာနိုင်မှာဖြစ်ပြီးလက်ရှိဖြစ်ပေါ်နေတဲ့ရန်ကုန်မြို့ရှင်ကျော်ပိတ်ဆို့မှုများဟာလည်းအတိုင်းအတာတစ်ခုတည်းရောပါသသာသွားစေမှာဖြစ်ကြောင်း လူမှုရေးစီးပွားရေးပညာရေးကျန်းမာရေးနဲ့တည်ယူပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအပါအဝင်ကဏ္ဍပေါင်းစုံမှာဖွံ့ဖြိုးတိုးတက်လာပြီးရန်ကုန်မြို့ရဲ့အထင်ကရပြရုပ်တစ်ခုလည်းဖြစ်လာမှာဖြစ်ကြောင်းသိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကြောင်မဲမြို့မှာအော်တိုဘလာ၁၀ရက်နေ့ကကြောင်သားကြောင်သူ956ဦးထပ်မံကြောင်အပ်နှံခဲ့ပြီးစုစုပေါင်း1989ဦးတက်ရောက်ပညာသင်ကြားလျက်ရှိတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်။ ကျောင်းမဲမြို့မှာအော်တိုဘားလ၁ရက်နေ့ကကျောင်းသားကျောင်းသူ956ဦးထပ်မံကျောင်းအပ်နှံခဲ့ပြီးစုစုပေါင်း1989ဦးတက်ရောက်ပညာသင်ကြားလျက်ရှိကြောင်းသိရပါသည်ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမျိုးရှိအမှတ်၈အခြေခံပညာထက်တန်းကျောင်းအားအော်တိုဘားလရှိရမစတင်ဖွင့်လှစ်ခဲ့ပြီးကျောင်းအလက်ခံချင်းများဆက်လက်ဆောင်ရွက်ပလျက်ရှိရာယနေ့မှကျောင်းသားကျောင်းသူ956ဦးထပ်မံကျောင်းအပ်နှံခဲ့တာကြောင့်စုစုပေါင်းကျောင်းသားကျောင်းသူ1989ဦးတက်ရောက်ပညာသင်ကြားလျက်ရှိကြောင်းသိရပါသည်။ အဆိုပါထပ်မံကြောင်းအနှံနဲ့ကျောင်းသားကျောင်းသူများအားပညာရေးဝန်ကြီးဌာနမှအခမဲ့ပေးရတဲ့ကျောင်းသုံးစာအုပ်များ ဆာယီကူရီးယားများနဲ့ထောက်ပံ့ပစ္စည်းများကိုတဘာရေးပေးရကြပြီးဌာနဆိုင်ရာတာဝန်ရှိသူများကလိုအပ်သည့်များဆောင်ရွက်ပေးကြကြောင်းသိရပါသည်။ဒါ့အပြင်ကြောင်မဲမျိုးတို့ပြည်내ဝင်ရောက်လာတဲ့ဒေသခံပြည်သူများအားအိမ်နောက်စုစီးရင်တိုက်ဆိုင်စစ်ဆေးခြင်းနဲ့နိုင်ငံသားစစ်စီရေးကံများပြုလုပ်ပေးခြင်းတို့ကိုလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူအင်အားဦးစီးဌာနမှတာဝန်ရှိသူများကဆောင်ရွက်ပေးကြကြောင်းသိရပါသည်။ဒါအပြင်လုံခြုံရေးတပ်ဖွဲ့ဝင်များကကြောင်မဲမျိုးပေါ်ရှိဌာနဆိုင်ရာရုံးများနဲ့အများပြည်သူတော်လှန်နေထိုင်လျက်ရှိတဲ့နေရာများတွင် ်မရှိနေရေးလုပ်ငန်းများဆောင်ရွက်ပြီးရှိပြီးဒေသခံပြည်သူများရဲ့ကျန်းမာရေးဆောက်ရှောက်မှုလုပ်ငန်းများအတွက်ကျန်းမာရေးဝန်ကြီးဌာနနှင့်တွနာပြုများပူးပေါင်းပြီးကြောင်းမဲမျိုးလာဘာမိုနီတရုတ်ဘုံကျောင်းမှာယာယီစေယုံဖွင့်လေကစေကူတာပေးခြင်းများကိုဆောင်ရွက်ပြလျက်ရှိရာယနေ့မှာပြည်ပလူနာ105ဦးနဲ့စေယုံတရက်ကုသရန်လိုအပ်တဲ့လူနာ6ဦးတို့ကိုလိုအပ်တဲ့ကျန်းမာရေးဆောင်ရွက်မှုလုပ်ငန်းများဆောင်ရွက်ပြလျက်ရှိကြောင်းသိရပါတယ်။ဆက်လက်ပြီး နေဆက်ဒေသမှာမြေမြုံပိုင်းများရှင်းလင်းနေမှုကိုဆိုင်းငံ့ရန်ကမ္ဘောဒီးယားကထိုင်းကို တောင်းဆိုတဲ့သတင်းကိုတင်ဆက်ပါမယ်။နေဆက်ဒေသမှာမြေမြုံပိုင်းများရှင်းလင်းနေမှုကိုဆိုင်းငံ့ရန်ကမ္ဘောဒီးယားကထိုင်းရဲ့အမတ်၁စစ်ဒေသကိုအော်တိုဘာလ၁၀ရက်ကစာတစောင်းရေးသားပေးပို့ပြီးတောင်းဆိုခဲ့လို့ The Nation Thailand သတင်းမှာဖော်ပြထားပါတယ်။ နောင်ချမ်းနဲ့နောင်ရကေအိုနေဆက်ကြေးရများမှာမြမြုံမိုင်းများရှင်းလင်းနေမှုဟာအထွေထွေနေဆက်ရေးရကော်မတီသဘောတူညီချက်ရဲ့ဆိုလိုရင်းနဲ့ကန့်ညီမှုမရှိကြောင်းနဲ့နောက်ဆုံးဆုံးဖြတ်ချက်ကိုထိပ်သီးအာဏာပိုင်များကချမှတ်ရမှာဖြစ်ကြောင်းကမ္ဘောဒီးယားရဲ့ပေးစာထဲမှာရေးသားခဲ့လို့ဆိုပါတယ်။ထိုင်းနိုင်ငံသားရေးဝန်ကြီးသီဟာဆက်ဖူအန်ကတ်ကောကမှကမ္ဘောဒီးယားနဲ့ဆင်မှန်တဲ့ငြိမ်းချမ်းရေးအတွက်ထိုင်းနိုင်ငံဘက်မှသတ်မှတ်ချက်၄ခုကို ထပ်လောင်းပြောဆိုခဲ့ပါတယ်။အော်ဒိုဘလော့ဆက်ရက်ကစာဂီအိုပီနဲ့ ဘန်အောင်ချမ်းနဲ့ဘန်အောင်ယာကီအိုကြေးရွာများမှာမြေမြုံမိုင်းများရှင်းလင်းတဲ့လုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီးကမ္ဘောဒီးယားရဲ့အမှတ်57ခြေလင်းတရင်ကိုထိုင်းမှတ်1စစ်တေသဆစ်စင်ရေးစင်တာကရှင်းလင်းတင်ပြထားတဲ့တရားဝင်ပေးစာတစ်စောင်ပေးပို့ခဲ့ပြီးတဲ့နောက်ထိုင်းစစ်တပ်ရဲ့ထုတ်ပြန်ချက်သေးဟာအွန်လိုင်းမှာအာရုံစိုက်မှုကိုရရှိခဲ့ပါတယ်။ ထိုင်းတဝင်းကြီးတရဲ့တရားဝင် Facebook စာမျက်နှာမှာမို့ဘန်နောင်ချန်နေဘန်နောင်ယာ KO တို့ဟာထိုင်းရဲ့ချုပ်ချာအာဏာအောက်မှာရှိကြောင်းရေးသားခဲ့ပါတယ်။ကမ္ဘောဒီးယားဘက်ကထိုင်းနိုင်ငံကိုမြေမြုံပိုင်းများရှင်းလင်းနေမှုကိုဆိုင်းငံ့ပြီးရန်တောင်းဆိုထားတဲ့စာတစောင်ပေးပို့ခဲ့ပြီးတဲ့နောက်ထိုင်းတဝင်းကြီးတရဲ့ Facebook post ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီ post ကြောင့်ထိုင်းနိုင်ငံရဲ့ internet အသုံးပြုသူများကြားမှာလှုပ်လှုပ်ခက်ခက်ဖြစ်သွားခဲ့ပြီးမှတ်ချက်ပေးသူများရှိခဲ့ပါတယ်။ငါတို့ပိုင်းနဲ့မြေပေါ်မှာငါတို့ကဘာလို့ခွင့်ပြုချက်တောင်းရမှာလဲ။ စစ်တပ်ကအရေးယူပေးရပါမယ်။ဒါကထိုင်းရဲ့မြေပါ။ကမ္ဘောဒီးယားရဲ့တောက်ဆိုချက်ကိုသာထိုင်းကသဘောတူလိုက်မယ်ဆိုရင်တော့ပွဲကပြီးသွားပြီ။အဆရှိတဲ့မှတ်ချက်များကိုမြင်တွေ့ရပါတယ်။ ထိုင်းရဲ့အင်တာနက်အသုံးပြုသူအများစုကကမ္ဘောဒီးယားရဲ့တောင်းဆိုမှုကိုထိုင်းရဲ့ချုပ်ချာအာဏာအတွက်စိန်ခေါ်မှုဖြစ်ရှုမြင်ခဲ့ကြပါသည်။အေဂျင်တော်တွင်ထိုင်းနိုင်ငံသားရေးဝန်ကြီးတီဟာဆက်ကအမေရိကန်သမ္မတဒေါ်နယ်ထရပ်ဟာထိုင်းကမ္ဘောဒီးယားနယ်စပ်ရေးကိုဂျောင်းဝင်ဆက်ဆက်ပေးလိုတဲ့ဆန္ဒကိုဖော်ပြထားတဲ့ဗီဇာတစောင်းကိုထိုင်းဝန်ကြီးချုပ်အနူတင်ချမ်ဗီယာကူထံပေးပို့ခဲ့ကြောင်းအော်တိုဘလာဆက်ရက်ကအစိုးရအိမ်တော်မှသတင်းတောက်များကိုပြောကြားခဲ့ပါသည်။ တနိုင်ငံဟာအဆိုပါအထောက်ကျိုးပေးမှုများကိုကြိုးဆိုကြောင်းဒါပေမဲ့ဘယ်လိုသဘောတူညီမှုမဆိုဟာတနိုင်ငံဘက်ကသတ်မှတ်ထားတဲ့အချက်လေးချက်ကိုလေးစားရမှာဖြစ်ကြောင်းတိဟဆက်ကပြောကြားခဲ့ပါတယ်။တနိုင်ငံကသတ်မှတ်ထားတဲ့အချက်လေးချက်မှာထိုင်းပြည်သူများရဲ့ဘေးကင်းလုံခြုံရေးကိုစိတ်ချတိချစေရန်အတွက်နိုင်ငံကြီးများကိုရှုတ်သိမ်းရန်မြေမြုံပိုင်းများကိုဖိအားရှင်းလင်းရန်နေဆက်ဖြတ်ကျော်ကြားဖြတ်များကိုတိုက်ဖြတ်ရန်နဲ့ ထိုင်းနယ်နိမိတ်အတွင်ဒူးကျော်ဝင်ရောက်ခဲ့တဲ့ကမ္ဘောဒီးယားခြေကျနေထိုင်သူများအရေးကိုစီမံခန့်ခွဲရန်အစရှိတဲ့ချက်များဖြစ်ပါသည်။ထိုင်းနယ်ကမ္ဘောဒီးယားကြားကီလိုမီတာ800ကျော်အရှိရှိတဲ့နေဆက်ချင်းတိဆက်နေပြီးအဲ့ဒီနေဆက်စီးမှာ နေမြေပိုင်ဆိုင်မှုများအငင်းပွားနေပါသည်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မန်ယူနိုက်တက်မှာပျော်ရွှင်နေရလို့ဘရူနိုဖာနန်ဒက်ဖွင့်ဟားတဲ့တင်ကိုတင်ဆက်ပါမယ်။မန်ယူနိုက်တက်အသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်ကအသေးမှပျော်ရွှင်နေရလို့ဖွင့်ဟားခဲ့ပါတယ်။ ဖော်နန်ဒက်32ဟာအဟီလာ AAD ဟတ်အသင်းတွေကကံလန်းမှုကို ပေးချခဲ့တာဖြစ်ပါတယ်။ကမ္ဘာဖလားကြောင့် sorry အာဒီပြတ်ကိုပြောင်းရွှေ့မဲ့တကားကိုမပိတ်ပါဘူး။ဘာမှကိုစိတ်ထဲမရှိတာပါ။ကလပ်မှာပဲဆက်နေခြင်းခဲ့တယ်။ကလပ်ကလည်းကျွန်တော်ကိုဆက်နေစေချင်တယ်ဒါပါပဲလို့ Fernandez ကပြောခဲ့ပါတယ်။ဖာနဒက်ဟာမန်ယူနိုက်တက်သင်းနဲ့2031ခုနှစ်အထိစာချုပ်သက်တမ်းရှိနေပြီးတနည်းသက်တမ်းတူကွင်လည်းပါဝင်ပါသည်။၎င်းကပေါ်တူဂီသင်းနဲ့ကမ္ဘာဖလားချန်ပီယံဖြစ်ဟာသူ့အိမ်မက်သာမဟုတ်ဘဲပေါ်တူဂီပြည်သူတရက်လုံးရဲ့အိမ်မက်လို့ပြောကြားခဲ့ပါသည်။ 11ရက်တည်ညနေခင်းသတင်းများကိုတင်ဆက်ခဲ့တာပါကြည့်ရှုနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညနေခင်းချိန်ခါဖြစ်ကြပါစေရှင်